အားလုံးပဲမင်္ဂလာပါဒီနေ့နိုဝင်ဘာ16ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိက China နဲ့ Japan ကြားဒီမှာမှုတွေမြင့်တက်နေတယ်ဒါရင်းကိုကျွန်တော်တို့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဘာကြောင့်အခုလိုမျိုး China နဲ့ Japan ကြားကဒီမှာမှုတွေတက်တာလဲဆိုတော့အကလွန်ခဲ့တဲ့နှစ်ရက်သုံးရက်ကကျွန်တော်တို့ Japan နဲ့ဂျပန်နိုင်ငံအကြောင်းကိုဒီဆက်ဆွေးနွေးပြီးပြီဆိုတော့ အသေးစိတ်ကျွန်တော်ပြောပြတော့မှာမဟုတ်ဘူးဒါပေမဲ့ခြုံငုံပြီးမှကျွန်တော်ပြန်ရှင်းပြပြအစီပေါ့နော်ဆိုတော့လက်တလောကဂျပန်ဝင်ကြီးချုပ်တခါချီကထိုင်ဝမ်ဆိုင်ရာထိုင်ဝမ်နဲ့ပတ်သက်ပြီးမှအမှတ်ချက်တွေပေးတယ်ပေါ့ဒီပါလီမန်မှာသူကဒရီမီဒီယာတွေကမဲခဲ့တယ်ဒီကေလို့များတရုတ်ကထိုင်ဝမ်ကိုကျူးကျော်တင်ပိတ်တင်ပိုက်မယ်ဆိုရင်ဂျပန်အနေနဲ့ဘယ်လိုရည်တည်မှာလဲဆိုမှမဲခဲ့တယ်ပေါ့နော်ဆိုတော့ ဂျပန်ဝန်ကြီးချုပ်ကလည်းတရုတ်ကထိုင်ဝမ်ကိုကျူးကျော်တင်ပိုက်နေမယ်ဆိုရင်ဒါကဂျပန်ရဲ့ရှင်သန်မှုဂျပန်ရဲ့ယက်တီမှုကိုချိန်ချောက်မှာပဲဒါကြောင့်ကျွန်တော်တို့ဂျပန်အနေနဲ့ပေါ့တကယ်လို့များတရုတ်ကထိုင်ဝမ်ကိုကျူးကျော်တင်ပိုက်နေမယ်ဆိုရင်စီရဲရဝန်ပါနိုင်ချေရှိတယ်ဆိုမှမေခွန်းကပြထားပါတယ်အဲ့ဒီဖြီးပြီးတဲ့နောက်ပိုင်းမှာတရုတ်ဘက်ကဂျပန်ရဲ့ prime minister ကိုချိန်ချောက်လာတယ်ပေါ့နော် မင်းပြောတဲ့စကလုံးတွေကိုပြန်ရောက်သိပြန်မရောက်သိရင်တော့ဂျပန်ကိုစူးစူးဝါဝါရှုံးနှိပ်စေရမယ်အစုမတရုတ်ကအချင်းချောက်တယ်တရုတ်ရဲ့ကုစလေတဦးတယောက်ဆိုတော့ဂျပန်ရဲ့ Prime Minister ကောင်းဖြတ်ဖို့လေပြင်းဖြတ်ဖို့ထိပါအချင်းချောက်လာတယ်ဆိုတော့တရုတ်နဲ့ဂျပန်ကြားကဒီမှာမှုတွေကတနေ့ပြီးတနေ့ဒူးမင်လာတယ်ထိုင်ဝမ်ကိစ္စအကြောင်းပေါ့နော်အခုကဘလောက်အထိတောင်ဒူးမင်သွားတယ်လဲဆိုတော့ တယုတ်ကသူ့ရဲ့စစ်လေရင်တွေရဲ့သူ့ရဲ့ drone တွေကအစားပေါ့နော်ဂျပန်နီနာမှာပဲစစ်ရေလှုပ်ရှားမှုတွေလှုပ်လာတယ်ဆိုတော့တယုတ်ရဲ့စစ်တင်ပေါ်ကြီးတွေကိုခုတ်ကတ်ပေါ့နော်ဒီတင်ပေါ်ကြီးတွေကို drone တွေနဲ့ပေါ့နော်ဂျပန်နားမှာအထူးချဲ့လာတယ်ဆိုအခုဂျပန်ကလည်းတရုတ်ရဲ့စစ်တင်ပေါ်ကြီးတွေအများကြီးထိုင်ဝမ်နားမှာဂျပန်နားမှာပပတ်လင်းနေအစုမအာ report တက်လာတယ်ပေါ့ အခုကတရုတ်နဲ့ထိုင်ဝမ်ဂျပန်ဂျာကဝါနင်းဒီမှာမှုတဖြည်းဖြည်းတူတက်လာတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုကိုကြည့်ပြီးမှပဲဆွေးနွေးကြည့်ရအောင်တကယ်လို့အများရုပ်တရက်ကြီးပေါ့နော်ဂျပန်နဲ့တရုတ်တို့ထိုင်ဝမ်တို့ကအစ်ပွေးကြီးဖြစ်နေမယ်ဆိုတော့ဒါကတော့လုံးဝ shocking ဖြစ်ပါဖြစ်ပါလိမ့်မယ်ကြည့်ရဆနော့ထိုင်ဝမ် news ကဘာပြောခဲ့လဲကမ္ဘာတရီမီဒီယာတွေမပြောမပြခင်မှာထိုင်ဝမ် news ကဘာပြောခဲ့လဲကျွန်တော်ကြည့်ရအောင် China says it has sent coast guard ships near the Diaoyutai Islands, also known as the Senkakis. The islands are controlled by Japan, but China so, the islands di junna ma be tyauk ga tu ye sit timo chi rin ku pu ra le di islands ga bitu ga control so japan ga control japan thing chore ne ya pin de japan na ma bo no Taiwan also lay claim to them. The move is in the latest in a growing tit for tat between Beijing and Tokyo over Prime Minister Takaichi's remarks about Taiwan. China has criticized those comments and summoned Japan's ambassador. Last week, Beijing announced a live fire drill in the Yellow Sea between China and the Korean Peninsula starting on Monday. Analysts in Taiwan. Last week, Mano. Oh. Last week, Mano. launched a live fire drill in the Yellow Sea between China and the Korean Peninsula starting on Monday. Korean Peninsula နဲ့ China ရဲ့ပြည်နယ်ကြားထဲမှာ China ကစီရလေ့ကျင့်မှုတွေ last week မှာအကြေညာထားခဲ့တယ်ပေါ့နော်။ Analysts in Taiwan say Taipei should act cautiously as tensions escalate. So, အခုကကျွမ်းကျင်သူတွေကလည်းဒီအရေးကိစ္စမှာဒီမှောင်မှုတွေကမြင့်တက်လာတယ်ဆိုတော့ ထိုင်ဝမ်အနေနဲ့ဒီကိစ္စကတော်တော်လေးသတိထားရမယ့်အနေထားဖြစ်လာတယ်ဆိုတော့ပြောလာကြတယ်ပေါ့နော်။中国的正义互和外交啊就是外交抗议经贸旅游贷款啊军事事情与与论战啊都会。好，这酷不要要。ဒါကစကာကူပေါ့နော်ဒီစကာကူနားမှာတရုတ်ရဲ့ဥစ္စာသွားတယ်ဆက်လာတာ Two Islands in what Beijing called a rights enforcement patrol ဆိုတော့ဘင်ဂျင်းကတော့ပြောနေတယ်တရုတ်ကတော့ပြောနေတယ်အခုလိုမျိုးသူတို့စီရေးအရေးအလှူရှာနေတာကဒီသူတို့ရဲ့အခွင့်အရေးပေါ့နော်တရားဥပဒေကြီးကြားကြားနဲ့ဘယ်လုပ်တာပါဆိုမှပြောနေတယ်ပေါ့ Moves comes at a moment of severe diplomatic strain between the two Asian powers. The latest patrol was announced hours after Beijing summoned Japan's ambassador its most forceful protest yet, demanding Prime Minister Sanai Takaichi retract comments suggesting a Chinese attack on Taiwan could trigger a Japanese military response. Kehwaru Dakaro, Japan Prime Minister Yem Fetcher, the online poor Mabo, the young, the young, me poppy pin up by Mabo, the yoga. စီရရအခုလိုမျိုးလှုပ်ရှားသွားတာဖြစ်တယ်။တရုတ်ဘက်ကလည်းဒီလိုမျိုးကင်းထောက်တာကိုကျွန်တော်တို့ကတရားဥပဒေနီးကြကြနဲ့လှုပ်တာပါ။ဒါကတရုတ်ရဲ့အခုနေရေးရေတရုတ်ရဲ့ interest အကျိုးအမြတ်ကိုကောက်ခွင်းချင်လို့လှုပ်တာပါဆိုတော့တရုတ်ကတော့အကြိမ်ရထားပါတယ်။ဆက်လက်ပြီးကြည့်အောင်။ So ဒီမှာကဂျပန်အခုတရုတ်ရောက်နေတဲ့နေရာလေးကဒီမှာဒီအာဆိုက်ကာကို islands မှာရောက်ရောက်နေတယ်တရုတ်ကပေါ့နော်။ Japan, which administers the islands, has lodged strong concerns. This as Chinese ships and military drones were also spotted close to Yonaguni, which is Japan's westernmost island, just 110 kilometers <inaudible> from So, Japan, yeah, now Papo, now Pagama, Yaone, the Yo, yeah, sitting boring, drone One, China has confirmed that its Coast Guard vessels conducted a rights enforcement patrol inside the islands Beijing says the patrol was a lawful operation to uphold China's rights and interests. According to Kyodo News, Japan's chief cabinet secretary said that Tokyo has conveyed a strong protest to China. However, officials did not detail what measures were requested. This came after Beijing warned its citizens. So, Japan Pekale, DK Sarinko, Pisimolone, Dame, Beijing, Tachilone, the less or Matite, who are Kuchiro. Against traveling to Japan. Taiwan's defense ministry says they have detected 13 Chinese military aircraft, seven Navy. 30 Chinese military aircraft. Taiwan ye a su ya chen ye chat ya swin do. တရုတ်ရဲ့စစ်တင်ပေါ်30ကျော်နီးပါးကိုအဲ့ဒီနေမှာအဲ့ဒီနားမှာသူတို့ကအခြေရခံတယ်တဲ့တွေ့တယ်ပေါ့နော်တစ်ချက်လောက်30 Chinese military aircraft 7 30 Chinese military aircraft many ships and one coast guard vessel around China. Taiwan's defense ministry says they have detected 13 Chinese military aircraft, seven navy ships, and one coast seven navy ship. Sitting boji ga kunasi pane de. Gun vessel around Taiwan over the past 24 hours. So, lung di lung ke de 24 na yi ta adwe ma Taiwan na ma allow ti yo de yok ga tu ye sitting bo အင်းအားတွေပုနေတယ်ထိုင်ဝမ်သားမှာလေ drone တွေနဲ့ပုနေတယ်လုံခင်းတဲ့24နာရီမ24 hours မှာ allow ထီတော်များနေတာနော်ဟိုကတော့ response has been sparked by comments from Japanese Prime Minister Sanae Takaichi. She said last week that a Chinese attack on Taiwan could amount to a survival threatening situation, which potentially triggers a military response from Tokyo by running for president of the Liberal Democratic Party She had stated that a military contingency by China against Taiwan was, in effect, a military action against Japan. Takaichi had cited Japan's geographical positioning and said any regional conflict that threatens sea routes, including a conflict in the Taiwan Strait, could threaten the country's food and energy security and pose an existential risk to Japan. Her election earlier this year was welcomed by the Taiwanese government. In a post on social media, Taiwanese President Lai Chinda had congratulated Takaichi, calling her a steadfast friend of Taiwan. Takaichi was visited or has visited Taiwan multiple times before her election as Prime Minister. as a member of the Japanese high representative so တော့ဂျပန်ရဲ့ prime minister ကတော့ Taiwan ကိုခဏခဏအလေးသွားတာမျိုးရှိတယ်ပြီးတော့ဂျပန်ရဲ့ခေါင်းဆောင်တွေကလည်းတခါရဲ့ချီရဲ့မှတ်ချက်ကိုဂုဏ်ပြုလေးစားခဲ့တယ်ပေါ့နော်ဆိုတော့အခြေခံအဖြစ်ဒီပြဿနာကဘယ်ကနေစတာလဲဆိုတော့ ဂျပန်ပရမ်နစ္စတာကတရုတ်ကထိုင်ဝမ်ကိုကျူးကျော်သိမ်းပိုက်နေမယ်ဆိုရင်ဒါကတရုတ်ရဲ့နိုင်ငံရေးလုံခြုံမှုရဲ့တရုတ် sorry ဂျပန်ရဲ့နိုင်ငံနိုင်ငံရေးလုံခြုံမှုရဲ့ဂျပန်ရဲ့ယက်တီမှုရဲ့အကုန်လုံးကိုပါအထိခိုက်နေနာစေတယ်ဆိုတော့ဂျပန်ကကြိုက်တာပဲမကြိုက်တာပဲဖြစ်ဖြစ်ပေါ့နော်တရုတ်ကထိုင်ဝမ်ကိုကျူးကျော်သိမ်းပိုက်နေမယ်ဆိုလို့စစ်ရေးအရဝင်ပါနိုင်ချေရှိတယ်ဆိုမှဖတ်ချက်တွင်ပေးပါတယ်အဲ့ဒီနောက်ပိုင်းမှာအခုလိုမျိုးတရုတ်နဲ့ဂျပန်ကြားကဒီမှာမှုတွေဖြစ်ရတဲ့အကြောင်းရင်းဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်ဖို့ပဲလိုအပ်ပါတယ်။တရုတ်ကတော့အခုလိုမျိုးပေါ့နော်။ဒီသူ့ရဲ့ power ရင်းကိုအသုံးချပြီးမှဒီပင်လင်းလာမှာပဲ။စစ်ရေးရအင်အားအများကြီးနဲ့ထာဝနာမှာလွန်ခဲ့တဲ့24နှစ်ကြာရွေးတာပတ်ပြီးမှกินတောက်กินတောက်နေတယ်ပေါ့နော်။ petrol လုပ်နေတယ်ပေါ့နော်။กินกินထောက်နေတယ် petrol လုပ်နေတယ်။ဆိုတော့ဒီကိစ္စကြီးကเนาะကျွန်တော်တို့မထီမှတ်ဘဲနဲ့ဂျပန်နဲ့ ဂျပန်နဲ့ဟောဒီတရုတ်ရှားကတိုက်ပွဲကြီးကလည်းဖြစ်နိုင်ခြေရှိတယ်ပေါ့ဗျာဆိုတော့တရုတ်ကတော့အမြဲတမ်းပြောတာပဲထိုင်ဝမ်မှာတော့ကျွန်တော်တို့အမှုနည်းနဲ့လုပ်မယ်အမှုနည်းနဲ့မရဘူးဆိုတော့ကျွန်တော်စစ်အင်အားကိုအသုံးပြုပြီးမှပဲထိုင်ဝမ်ကိုချမယ်ဆိုမှတရုတ်ကတော့သူ့ရဲ့မိုင်းကိုရှင်းရှင်းလင်းလင်းပြောပြသားဖြစ်နေတယ်အမှန်ဆုံးတော့တရုတ်သမ္မတအကြီးရှိရှိပင်းရှိရှိပင်းရဲ့အဆူအရအစွန်တော့ ထိုင်ဝမ်ကို2024လောက်မှာတင်ပိုက်ဖို့သူရဲ့စစ်ကောင်းဆောင်တွေကို ready ဖြစ်ဖို့လမ်းညွှန်ပြီးသားဖြစ်တယ်ညွှန်ကြားပြီးသားဖြစ်နေတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုထိုင်ဝမ်သူတို့တင်ပိုက်ဖို့ရတော့အနည်းနဲ့အမြန်ပဲ sooner or later ဖြစ်တယ်နော်အနည်းနဲ့အမြန်ပဲဖြစ်တယ်ဆိုတော့နောက်ပိုင်းကျမှထဝန်အရေးမှာတော့မလွေးမရှောင်တာတက်ရမယ်ပြဿနာပါအဲ့ဒီချိန်ကျရင် US ဝင်ပါမလား ဂျပန်ဝင်ပါမလားဒါရင်အားလုံးကတော့ကိုပိုင်သုံးသချက်လုံယုံပဲရှိတယ်ဘယ်သူကမှကျွန်တော်တို့ကအတိအကျကျပြောလို့မရသေးဘူးပေါ့နော်ဆိုတော့အခုလက်ရှိချိန်မှာတော့ဂျပန်နဲ့တရုတ်ကြားကဒီမှာမှုရှိနေပါတယ်ပေါ့နော်ကိုရာတို့ဆိုတော့ဒီဗင်နီဇွဲလားကိစ္စနဲ့ပတ်သက်ပြီးမှလည်းတရင်တင်ထွက်လာတာတစ်ချက်လောက်နောက်ထောက်ကြည့်ရအောင်ဒိုနယ်ထရမ့်ကတော့ပြောနေတယ်ထရမ့်ကဘာလို့ပြောခဲ့လဲဆိုတော့ I make up my mind တဲ့ကျွန်တော်ဆုံးဖြတ်ချက်လို့ပြီးပြီတဲ့အထောက်ကတော့ဆိုဘာရင်းလို့သေးတယ်တော့မတည်သေးဘူးဒါပေမဲ့ Venezuela ဖက်မှာလည်းအခု strike ကတော့ဒီမာနေရပေါ့နော် carrier strike group has now entered the Caribbean Sea the US Navy making that announcement a short time ago the USS Gerald Ford is set to join major military exercises that are scheduled to begin today off the coast of Venezuela. The U.S. has already put more than a dozen warships and 15,000 troops in the region as tensions with Venezuela continue to rise. Rise, rather. We've got full coverage for you. Uh, CNN oh. reporter wow. Betsy Klump. From President Trump, as the U.S. has been amassing resources military or government facilities in Venezuela, as well as drug trafficking routes, as well as what could be a more direct attempt to oust the country's president, Nicolas Maduro. Mm -hmm. The president told reporters Friday that he made up his mind, sort of, but declined. He made up his mind. No, he made up to so, so so I to provide specifics. Now, experts have described. So, that Trump got a teacher about of Obama, okay? What the heck? All right. General, the loan, eh,